ရသမားအလုံးမင်္ဂလာပါခင်ဗျာ channel ကနေပတ်စင်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်ပေးအချိန်ဖြစ်ပါတယ်ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကတော့ channel ကပြည်သက်တွေဒီဝိသာအတိုင်းဘောလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအနည်းဆုံးညီကိုတွေမိတ်ဆွေတွေဘာကြောင့်ရတယ်ပြောနေကြတယ်လဲလက်တလောရေပန်းအစားဆုံးပွဲတွေကဘာလဲဘောလုံးနဲ့ပတ်သက်ပြီးတော့ရေပန်းအစားဆုံးအကြောင်းအရာတွေကဘာတွေလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီနေ့စီစဉ်မှာကျွန်တော်မြတ်သူရနဲ့ကိုစိုးဝင်းတို့ကိုရှင်းညီတို့ကဘာဝင်ဆွေးနွေးတော့ကြမှာဖြစ်ပါတယ်ခင်ဗျာ โอเคครูเอมิงลาวะมิงลาวะครูเปียตัวเองโอเคเอ่อကျွန်တော်တို့ဒီဘက်တော့ကျွန်တော်တို့ပုံမှန်ပြောနေတဲ့ဒါအမှတ်ပေးပွဲလေးတွေအဥရောပထိပ်တန်းလိပြိုင်ပွဲတွေပြန်လာအောင်ပေါ့နော်ပြီးခဲ့ဘက်ကဆိုရင်ကျွန်တော်တို့နိုင်ငံတကာပွဲတွေရှိတဲ့အတွက်ပရီးမီးယားလိလေးကိုအနစ်ချုပ်လေးခုနှစ်ပွဲသာပြန်ပြီးတော့ပြောကြရှင်းကြပါတော့เนาะโอเคအဲ့တော့ဒီနေ့ကစနေနေ့အစီအစဉ်ဖြစ်တဲ့အတွက်အာဒါစနေနေ့အစီအစဉ်လေးစပြီးပြောမယ်ပေါ့เนาะအဲ့တော့စနေနေ့တော့နှစ်ပွဲဟိုဟာကျွန်တော်တို့သုံးသပ်မယ်လို့သုံးသပ်တယ်လို့မဟုတ်ပါဘူးဘယ်လိုပြောရမလဲဒီလိုပဲဆွေးနွေးကြရှင်းเนาะမြင်လေးပြောရမှာပေါ့เนาะဆိုတော့ အစောပွဲလေးကကျွန်တော် forest နဲ့ chelsea ပွဲလေးရစပြောနေတာပေါ့နော်အဲ့တော့ forest နဲ့ chelsea ပွဲဒါနှစ်သင်းလုံးအကြောင်းအတိအကျမဆွေးနွေးခင်မှာအချမ်းမြေဒီနှစ်သင်းပေါ်ရေပေါ်ကအမြင်လေးပေါ့လေအဲ့တော့အဲ့ဒီပေါ်လေးစပြီးတော့အခုဆွေးနွေးစာစပြီးတော့ပြောပြပါဦးခင်ဗျဟုတ်ဒီပွဲကလည်းလည်းပြောစရာများတယ်ဗျဒီကတော့ forest ရဲ့လက်ရှိအနေအထားလေးကြောင့်တော်တော်လေးပြောပြနေတဲ့အသိပေါ့နော် forest က begin နှစ်ကဒါနှစ်ပေါင်း40လောက်အကြာမှာဥရောပဝင်ဝင်ကိုသူတို့ပြန်ပြီးတော့ယူနိုင်ခဲ့တယ်အဲ့ဒီနီးပြနူနိုဆန်တိုကို ဒီຢာဒီအစပိုင်းမှာပဲထုတ်ပြီးတော့ချက်ချင်းပဲဒါ positive glue ကိုခန့်လိုက်တယ်ဆိုတော့ positive glue ရောက်လာတဲ့က forest ရဲ့သွားကျင်နဲ့သူတို့ရဲ့ ideology နဲ့သူတို့ရဲ့ system နဲ့ဒီနည်းပြနဲ့ကမကိုက်လောက်ဘူးဆိုပြီးတော့ကျွန်တော်တို့တောင်မြင်တယ်ဗျာဒါသူတို့လိုဘောလုံးအကြီးကဲတွေဒီဘောလုံးကို manage လုပ်နေတဲ့လူတွေဆိုမပြောနဲ့ကျွန်တော်တို့တာမန်ဘောလုံးဝေဖန်သူဘောလုံးပွဲကြည့်နေတဲ့လူတွေတောင်မြင်နေဆိုတဲ့အနေအထားမျိုးမှာသူတို့အဲ့ဒါကိုဘယ်လိုခေါ်မလဲဇွတ်လွတ်လိုက်တယ်ဗျာပြောချင်တာလက်ရှိနီးပြအစ်စ်နဲ့သူတို့အသင်းကရလက်ကလုံးဝမကောင်းဘူးဂျာတီဖွင့် ပွဲစတဲ့ပွဲပဲသူတို့နိုင်ထားပြီးနောက်ပိုင်းကစားတဲ့ပွဲတွေမှာတောက်လျှောက်ရလက်မကောင်းဘူးအခုမှအသင်က6ပွဲ9ပွဲပြီးမှရမ9မှတ်လောက်ပဲရသေးတယ်အမှတ်ပေးစရာစီတန်းစင်းစုံနဲ့အထက်ကမှကက်ရက်မှာရက်တည်နေရဆိုတော့တော်တော်လေးအနေများတဲ့အနေထားလက်ရှိ positive group ကလည်းအဲ့ဒီရဲ့ရလက်တည်းရဲ့အကျိုးဆက်ကိုပြန်ခံနေရပြီးတော့သူ့ဘာပြန်ထုတ်ပြမယ်အခြေအနေမျိုးတွေပြန်ရောက်နေပါတော့ positive group ရဲ့အနာဂတ်လည်းမရေရဘူး forest ကမနစ်ကလုံးဝမထင်မလောက်အောင်ရလက်တည်းကောင်းပြီးတော့ဥရောပဝင်ခွင့်ပြန်ရခဲ့တဲ့အတင်ကဒီနှစ်မှာ တန်းပြန်ဆင်းရမဲ့လက္ခဏာမျိုးတွေမြင်ရတယ်သူတို့ရဲ့စီမံခန့်ခွဲမှုအမားတွေကတော်တော်လေးကိုစိုးတယ်တစ်ခါကချဲစီကတော့အလုံးသိထားပြီးတော့တိတ်တော့အများကြီးပြောစရာမရှိပါဘူးချဲစီကစားသမားအယောင်ဝယ်တွေနဲ့လူငယ်တွေကိုမွေးတယ်လူငယ်တွေကိုအယောင်တင်တယ်အဲ့လူငယ်တွေကနေပြီးတော့သူကစီးပွားရေးလုပ်နေတဲ့အသင်းပေါ့နော် business စားသမားတွေရောက်ပြီးစီးပွားရှာနေတဲ့အသင်းဆိုလောလောဆယ်မှာတော့နည်းနည်းလေးလမ်းကြောင်းမှန်တစ်ခုကိုရလာပြီးလို့ပြောလို့ရပါမယ်ဟုတ်ကဲ့သူတို့ရဲ့ဒီလူငယ်တွေကအဲ့လောက်ကြီးထိဒီ champion တိုက်တဲ့ကိုစိန်ခေါ်နိုင်တဲ့အဆင့်မျိုးရောက်လာဖို့ဆိုရင်တော့ဒီလောက်အနေထားနဲ့တော့မရပါဘူးနော်သူ နီးပြမာရက်စကာရဲ့ဒီတပွဲချင်းချင်းကက်တဲ့ view တွေကြောင့်ဖလားပြိုင်ပွဲတွေမှာတော့ competition ပြိုင်ပွဲတွေမှာတော့အောင်မြင်မှုရနိုင်တယ်။ဘာလို့ဆိုတော့ FIFA Club World Cup ကိုယူပြထားတယ်ဆိုတော့ဒါပေမဲ့အမှတ်ပြိုင်ပွဲတွေမှာတော့သူတို့တွားနေတဲ့လမ်းကြောင်းတွေကတော့နည်းနည်းလေးတွေးဖယ်နေလို့ကျွန်တော်တို့မြင်တယ်။ချင်းယူအောင်ပဲပုံရပါဘောနော်။ဟုတ်။အဲ့တော့ခုဆိုရင်တော့ပြောသွားသလို Chelsea ကတော့ဒီအမှတ်ပြိုင်ပွဲတွေမှာတော့တရားစီလုံးစာကြည့်အချင်းတစ်ခုစောင့်အောင်ပဲဆိုတဲ့ပုံစံလေးရှိတယ်။ Forest ကတော့အာဘူဆွေးနော်ပြောရတဲ့အထက်မှာပါပါတယ်မနစ်ကလည်းဒီနှစ်က ဟိုတခြားစီခြားလာချက်တွေတော်တော်လေးများပါတယ်အဲ့တော့ကိုချင်းညာဆွေးဆွေးနေပါအောင်ကျွန်တော်ကိုစိုးရဆိုပြောတဲ့အထက်မှာသတိထားမိရလေးတော့တွေးမိရပါဘာလဲဆိုတော့ဟိုမနေ့ကဥရောပဝင်ခဲ့တဲ့ Forest ကအကျိုးစားခဲ့ကြရတယ်အတူလုပ်ခဲ့ကြရတယ်အဲ့တော့ဟိုမျော်လင့်ချက်တွေအကြီးကြီးတွေသူတို့မှအထင်မှန်ဖက်နဲ့ရောက်လာတယ်ဗောလေအခွင့်အရေးတွေရှိလာတယ်အဲ့တော့ဟိုမျော်လင့်ချက် ပူကြီးလို့ပူရှုံးခဲ့သလားတော့မသိဘူးပေါ့လေအဲ့တော့ဥရောပဝင်တဲ့လက်လွတ်ပြီးရဲ့နောက်ပိုင်းမှာဒီနီးပြားနဲ့ဒီသင်းနဲ့အာဘယ်လိုမျိုးပူပြီးပုတ်တိုင်မှုတွေပူပြီးပြင်းထန်သွားတာလဲပေါ့လို့တကယ်လို့သာအစိုးရတဲ့ကသာကျွန်တော်ပြောချင်တာဥရောပဝင်ခွင့်ရာသီတဝက်လောက်မှာမနစ်ကညှိုးနှင်းချက်မရှိခဲ့ဘူးဆိုရင်တို့ဒီလိုပုတ်တိုင်မှုတွေဖြစ်ချင်မှာတော့ဖြစ်ပါမလားပေါ့နော်ဆိုတော့အဲ့အပေါ်မှာကုချင်းကြီးဘယ်လိုမြင်လဲပေါ့ဟုတ်ဒီပြဿနာမှာတော့အားလုံးတစ်ကဘာလုံးကအမြင်နဲ့လေကျွန်တော်နဲ့တိတ်မချနာပါဘူးဒီအမြင်ပါပဲ ီအသင်းပိုင်ရှင်မာရီယနာကစ်တို့အခုနအကိုခေါင်းစဉ်တက်လိုက်သလိုအရန်မျောလင်းချက်ကြီးလို့မျောလင်းချက်ကြီးသူအယုံလာပါတော့သူတို့အရန်မျောလင်းခဲ့မနစ်ကချန်ပီယံလိဝင်ခွင့်မှာတရာဒီလုံးဒီတော့4ထဲမှာရှိနေပြီးတော့ဒီယာဒီကုန်ကန်ဒီ9ပွဲ10ပွဲလောက်မှာကျတော့ forest ကပြန်ပြီးထောက်ချောက်ဆူထိုးဆင်းသွားတယ်အဲ့မှာရှစ်မှတ်လောက်ပဲရ10ပွဲမှာ10မှတ်ဆိုတော့အဲ့ဒီရက်လက်တွေကြောင်းပဲချန်ပီယံလိဝင်ခွင့်နဲ့ကတ်လွဲတိလွဲလွဲတယ်ပြီးတော့เชลซีကိုပဲနောက်ဆုံးယာဒီပိတ်ပွဲစဉ်38မှာနိုင်လိုက်ရင်เชลซีကိုနိုင်ရင်အဲ့ပွဲကချန်ပီယံလိဝင်ခွင့်ရသေးတယ်မနိုင်မနဲ့အင်္ဂလိပ်မှာရှုံးလိုက်ပြီးတော့အဲ့မတိုင်ခင်ရှေ့တပွဲပေါ့လက်စတာအင်္ဂလိပ်မှာ တည်ကြလိုက်တဲ့ပွဲပြီးမာရီယာမာရီယာနဲ့ကဲကကွင်းထဲမှာနူနိုဆန်တိုကိုရက်လက်ကိုသူလုံးဝလက်မခံနိုင်ဘူးတော်တော်ပေါက်ကွဲပြီးတော့ဟိုကွင်းထဲမှာနီးပြဟိုစိတ်လွတ်လဲရအောင်ငေါ့နေရတယ်အလုံးတစ်ကဘာလုံးမြင်ခဲ့ပြီးသားအဲ့မာရီယာဇလန်းတော့မကောင်းတော့အဲ့မှာတိလာအအเจ้าအစလာပါလေအဲ့ဇလန်းကဒီရာဒီအစမှာတိတ်မတိတာဘာဖြစ် ြေလည်သွားပြီလို့ထင်ထားရမယ်မပြေလည်ဘူးရာသီစနှစ်ပွဲမရှုံးဘူးသုံးပွဲမြောက်မှာ WhatsApp အင်ကွင်းမှာ Z3 နဲ့ရှုံးပြီးနောက်မှာထုတ်လိုက်တယ်ဆိုတော့ရလက်ကြောင့်ဒီနီးပြောက်အပြောင်းလဲလုတ်တယ်လို့ဘယ်သူမှတကဘာလို့ဘယ်သူမှမခံစားဘူးတကယ်လည်းမှန်ပါတယ်နော်တရားဖော်လဲလို့သိရကွယ်ရာသီစသုံးပွဲပဲရှိသေးတယ်တပွဲရှုံးလိုက်လို့နီးပြထုတ်တယ်ပြီးတော့အဲ့နီးပြကအသင်းကိုရှေ့တရာဒီအဆင့်18ကနေပြီးတော့ပြီးခဲ့တဲ့ရာသီကအဆင့်9နှစ်ပေါင်း30ကျော်ကြာမှာဥရောပဒီချန်ပီယံ ဒီဥပပဝင်ဝင်ပြောင်းပြောင်းပြောင်းကစားခွင့်ရအောင်လှုပ်ပေးခဲ့တဲ့နီးပြားကိုအဲ့လိုထုတ်ပြတယ်ဆိုတာရဲ့အရင်ရက်ဆက်လုံးအောင်ကြားတယ်အဲ့တော့ကျွန်တော်ထင်တာကတော့ဒီမှာပြိသက်တွေရဲ့မြင့်တာပဲပြန်စူးသလားမပြောတတ်ဘူးမာရီနန်ကစ်တို့ဒီအာဂါသာဒိုက်တာအီဒူသူလှုပ်ချင်တဲ့သူ့ရဲ့စီမံခန့်ခွဲမှုတွေနဲ့နီးပြားနူလိုဆန်တိုသွားကျင်တာနေရာလည်းမကိုက်ဘူးပေါ့လေသဘောထားကွဲလွဲမှုတွေရှိရပေါ့အာဂါသာဒိုက်တာနဲ့နီးပြားဆိုတာကတသားတည်းဖြစ်နေမှာ project တစ်ခုထဲမှာအမြင်တူနေမှာအီဒူသွားကျင်တဲ့ project နဲ့နူလိုဆန်တိုရဲ့ လူကျင်တဲ့ကစားမကစားကွက်နဲ့ကမတူအဲ့မှာလဲ clash တွေဖြစ်တာလဲပါလိမ့်မယ်ပေါ့နော်အဲ့တော့နောက်ဆုံးတော့နီးပြောက်ထုတ်လိုက်ပြီးတော့ခုနကကိုဆုံးတော့ပြောသလိုသူတို့နီလိုဆန်တို့တိဆောက်ထားတဲ့အသင်းကကြတော့ combat ဖြစ်တယ် quick counter transition တွေကိုကောင်းကောင်းသုံးတယ်မားတယ် defend အဓိကဥစားပေးတာ physical ဘက်ကိုသွားတယ်သွားတယ်ဟုတ်အခုခေါ်လာတဲ့နေပြရကြသူ့ကိုထုတ်ပြီးခေါ်လာတဲ့နေပြရကြတော့တိုက်စစ်ပြီးရင်တိုက်စစ်သမား all out တက်သမားဘာမှမဆိုင်ဘူး ideology တစ်ခုကစန့်ကျင်ဘက် opposite သွားနေတာကြီးကိုလှုပ်ရဲတာတော့ ဟိုတို့ကျွန်တော်တော်တော်လေးဒီရွေးချယ်မှုမှာတော်တော်အန်အောသင့်ဖို့ကောင်းတယ်ပေါ့နော်အဲ့လောက်တောင်ဘာဖြစ်လို့ဆော့ risk you ရလဲပေါ့အဲ့ risk you လိုက်ကြကြောင်းလဲအခုနီးပြတဲ့ possible blue လဲတော်တော်လေးတိုင်ပတ်နေတယ်သူလက်ထက်မှာအသင်းက8ခွနပွဲလောက်ရှိပြီပြိုင်ပွဲဆိုမှာတပွဲမှမနိုင်ဘူး premier league မှာလည်း၄ပွဲမှာတမှတ်ပဲရထားဆိုတော့ possible blue အတွက်လဲတော်တော်ဖိအားများပြီးတော့ forest ကနောက်ဆုံးပြိတဲ့မြစ်တာကပြန်စူးနေသလားတော့ထင်ရတယ်ပေါ့โอเคဒါကျွန်တော်တို့ကဟို Northern Forest เนี่ยမသက်ဆိုင်တဲ့မြန်မာပြည်တနေရာလူပေါ့เนาะဒါပေမဲ့တကယ်သက်ဆိုင်တဲ့သူတွေအသင်းပိုင်ရှင်တွေ အဲပိုရိုရိုက်ဒါတွေအာသက်ဆိုင်နေတဲ့လူတွေအများကြီးကဟိုကိုချင်းကြီးပြောသလိုဒီကဘာလုံးတွေးနေသလိုသူတို့ဘာလို့မတွေးခဲ့ကြသလဲပေါ့နော်ဒါဒါမှမဟုတ်ဟိုထင်ရည်များလုံနေကြသလားပေါ့နော်အဲအဲ့လိုတော့ခံခံစားရတယ်ပေါ့လေဆိုတော့ဟိုအခုဤသူကိုခေါ်ထားတယ်အဲဒါမဲ့ဟိုပြီးခဲ့တဲ့ရာသီကအသွေးမွေးနဲ့အခုပုံစံတခြားစီပဲပြီးတော့အတင်းရဲ့ပုံစံနဲ့လည်းမလိုက်ဖက်တဲ့တော်တော်လေးခြားနာသွားတယ်ပေါ့လေအဲ့တော့ရလက် အကျိုးအပြည့်ကိုကြည့်မယ်ဆိုလက်ရှိမှာမြင်နေရပြီအချင်းတွေတော်တော်လေးဆိုးနေအဲ့တော့တော့အချင်းတွေတော်တော်လေးရိုင်နေအဲ့တော့ပြန်ချုပ်ရရင်ဒီပွဲစဉ်လေးကိုပြန်သွားလိုက်ချင်တာပေါ့နော်အဲ့တော့တော်တော်အချင်းတွေဆိုးနေတဲ့အာ Forest ကဒီပွဲမှာ Chelsea ကိုအိမ်ခွင်းမှာကဲရမယ်ဆိုပြီးတော့ကျွန်တော်တို့မျောလင်းချက်အများကြီးတော့ဘာမှမျောလင်းလို့တော့မရပါဘူးဒါပေမဲ့ကျွန်တော်တို့ကဟိုဟို ဒီ forest ရဲ့အချိုးအကွေတွေနောက်ထပ်ဘာထပ်ဖြစ်အောင်မလဲပေါ့လေအပြောင်းလဲတွေဘာထပ်ဖြစ်နိုင်မလဲသူ့ရဲ့လာရစိုးတဲ့စိုးနေပြီးအဲဒါအဖက်ပြန်ဆင်နိုင်တော့မယ့်အရေးအယောင်မျိုးတွေပြတွေ့ရအောင်မလားဆိုတော့ပြောလင်းချက်လေးနဲ့ဒါအောင်ကြည့်ချင်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့ခုစိုးနေတော့ပဲပြောပါအောင်ဒီပွဲစဉ်အတွက်ဆိုရင်အချမ်းမင်းတို့ရှိမှပြောထားပြီအာ forest ကို chelsea ကသူ့အခြေအနေလေးမျိုးမျိုးပေါ်မှာတော့ရှိတယ်ဒါပေမဲ့ဒီတပွဲစာအတွက်လေးတော့ဟိုအဖြစ်တစ်ခုတော့ထွက်နိုင်တဲ့ပုံစံမျိုးမှရှိပါတယ်အဲ့တော့ခုစိုးနေတော့ဒီပွဲစဉ်အမြင်လေးအဲသုံးသက်ချက်လေးကိုဆွေးနွေးပြပါဟုတ် ဒီပွဲကကျွန်တော်ရှေ့မှာ ပြောခဲ့တဲ့အခြေအနေနှစ်ခုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Forest ရဲ့ပြဿနာကတော်တော်ကြီးတယ်ပေါ့နော် Chelsea ပြဿနာဆိုတာကကျွန်တော်တို့ဒါဖြည့်ဖို့ဖြစ်စဉ်ပြဿနာတိတ်ပြီးတော့ထူးထူးခြားခြားကြီးပြောင်းလဲသွားတာမျိုးမဟုတ်ဘူး Chelsea ကဒီဘက်သင်းပိုင်ရှင်တဲ့လက်ထက်မှာဒီလိုပုံစံမျိုးအသင်းကိုတည်ဆောက်နေတယ်အသင်းကရေရှည်စီမံကိန်းနဲ့ long term project တခုနဲ့သွားနေတယ်ဆိုတော့ရေတိုးဒီလိုကာလအတွင်းမှာအမှတ်ပေးပြိုင်မယ်မှာဆိုရင်အောင်မြင်မှုရဖို့မလွယ်ဘူးဆိုပေမဲ့မနစ်ကလည်း Champions League ဝင်ခွင့်ယူထားတယ်ပြီးခဲ့တဲ့နှစ်မှာ Europa Conference League ယူထားတယ်ယာတီအပိတ်မှာ ကလပ်ဝါကတ်ရထားတယ်ဆိုတာသူတို့ရဲ့လက်ရှိသွားနေတဲ့ system နဲ့ဆိုအောင်မြင်မှုအသီးပွင့်တော့ပြန်ရနေပြီဆိုတော့မဆိုးဘူးပေါ့နော်တစ်ဖက်က forex ကကြတော့အခြေအနေကတော်တော်လေးအတွင်းမှာလှိုက်စားနေတဲ့ပြဿနာနီးစနစ် director ရဲ့အသင်းပိုင်ရှင်ရဲ့အသင်းနီးပြရဲ့ကစားသမားတွေကြားမှာပြဿနာတော်တော်ကြီးတယ်အသင်းကအပြောင်းလဲနေနေကြည့်မယ်ဆိုမနစ်ကသူတို့ရဲ့အားထားတဲ့အီလန်ကအသင်းကထွက်သွားတယ်နျူကာဆယ်ရောက်သွားတာလွဲလို့ကျန်တဲ့အပိုင်းကဘာမှအပြောင်းလဲကြီးကြီးမားမားမရှိဘူးအသင်းကဒီ format ကပြတ်သွားတာမဟုတ်ဒါပေမဲ့သူတို့သွားနေတဲ့ ideology နှစ်ခုကြဘယ်လိုမှဟိုလမ်းကြောင်းမတည့်တဲ့ နှစ်ခုသွားပြီးတော့ပေါင်းပြီးတဲ့အချိန်မှာအသေးကတော့အချိန်လေးဆိုးပါတယ်ဆိုတော့အဲ့တော့ဒါအိုပဲသူတို့ handle လုပ်ရမယ်ဆိုတော့ဒီအခြေအနေကိုလုံနိုင်ဖို့အတွက်တော့ခက်ခဲလေဦးမှန်ထင်တယ်ဒါပေမဲ့တခုခံသွားတာကသူတို့မှာဂျားထဲမှာ international break ကြောင့်ဂျားထဲမှာပြင်ဆင်ချိန်နည်းနည်းရသွားတယ်ပေါ့နော်သူတို့မှာအသေးရဲ့အဓိကအဆောင်သမားတွေက Ola Ina တယောက်လောက်ပဲဒါယာကြီးမမရှိရဲဆိုတော့သူတို့လက်ရှိအစုဖွဲ့လေးကတော့မဆိုးဘူးဒါပေမဲ့အသင်းတွင်းမှာဘာတွေထပ်ဖြစ်မလဲဆိုတာတော့ကျွန်တော်မမြင်နိုင်ဘူး Chelsea ကတော့နောက်ဆုံးပွဲမှာသူတို့ Liverpool ကိုနိုင်ပြီးတော့ဂျားလက်ပိုင်းကနည်းနည်းလေးအတက်ဘက်ကိုပြန်လဲဦးတည်သွားတယ်ဆိုပေမဲ့သူကလည်း ်ခြေစောင်းပိုင်းတက်လာတယ်ရလက်ပိုင်းကောင်းလာတဲ့အချိန်မှာနိုင်ငံတကာပွဲစဉ်ကြောင့်သူတို့ရဲ့ rhythm တစ်ခုကပြန်ပြောက်သွားမှာစိုးရင်ရတယ်ဆိုဘာမှတော့ပြောလို့မရဘူးနှစ်သင်းရဲ့လက်ရှိအနေအထားတွေကတော့ Chelsea ကတော့ပို့ပြီးတော့ဒီပွဲကိုနိုင်ပွဲရခိုင်တော့ရဖို့ပုံများတယ်ကျွန်တော်မြင်တယ်နိုင်စရာရှိရင်တော့ Chelsea ပဲနိုင်သွားလိမ့်မယ်ဟုတ်ကဲ့အာကိုစိုးရတော့ Chelsea နိုင်ဖို့ရခိုင်တော့ပုံများတယ်ပေါ့နော်အခုချင်းတုံးတဲ့ပေါ့ပွဲရလက်လေးဘယ်လိုထွက်လာမလဲပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ ဒီရာဒီမှာ Chelsea ကိုယ်တိုင်လည်းအဝေးကွေးနေမှာတိတ်တော့ဟိုအရင်ကြီးရလက်ကောင်းနေရမျိုးတော့ကျွန်တော်မတွေ့ထားဘူးเนาะ Chelsea ကိုယ်တိုင်လည်းအဝေးကွေးလေးတွေမှာကျွန်တော်ဒါရှေ့မှာ West Ham နဲ့တပွဲနိုင်လိုက်ပြီးတော့ဟို United ကိုရှုံးခဲ့တာလေးရလက်လေးတွေမငြိမ်နားတာလေးရှိရပေါ့လေအဲ့တော့ဒါပေမဲ့တစ်ဖက်မှာ Chelsea မှာလည်းဟိုကျွန်တော်နောက်ထပ်ထပ်တွေးရမှာဒဏ်ပြဿနာ crisis ကတော်တော်များတယ်အရင်များတယ်အသေးအခံစစ်ချမ်းမှာဆိုရင်အခုနောက်ဆုံးဒီ Liverpool နိုင်တဲ့ပွဲမှာဆိုမရှိသုံးသုံးလိုက်တဲ့ Barrier Shelley တို့ Achiron Bound တို့ကထပ်ပြီးနာသွားလို့ အသင်းရဲ့ခံစားကို receive chain လို့ပါဝင်ကစားပေးနေရဒီနှစ်မှာ eject ကနေရောက်လာတဲ့ဟာတို16နှစ်ပဲရှိသေးတဲ့အတွေ့အကြုံတားအမှုသေးရလူကစားသမားလေးဒီဘက်မှာတော့ချလိုပါပွဲပယ်နေပြန်လွတ်လာလို့ပါလာနိုင်တော့ဒါခံစားကြောင်းတော့နည်းနည်းလေးပြန်ပြီးတော့အတက်เสียပါဘောလေကျန်တဲ့ဘက်ကတော့ chelsea ရဲ့ပြဿနာမရှိဘူး꽌လဲလဲကောင်းတယ်ကိုင်စီတို့အန်ဆိုတို့နဲ့တိုက်စစ်မှာလဲ sg ဘောင်ဆိုရင်ပြီးခဲ့တဲ့ liverpool နဲ့ပွဲမှာဂိုးသွင်းပြီးတော့သူရဲ့ပထမဆုံးဂိုးလဲပေးပြလိမ့်မယ်ယုံကြည်မှုလဲကောင်းတယ် netto ရှိတယ်ဂျာဘတ်တို့ရှိတယ်ဆိုတော့ရှိလေတော့ပြန်ကြည့်လိုက်မယ်ယုံကြည်မှုကြည့်လိုက်မယ်ဆိုရင်တော့ချယ်ဆီပိုတာရဲ့လို့ပဲပြောရမှာเนาะအဲ့တော့မာစကာအနေနဲ့ ဟိုအသင်းကြီးနဲ့တွေ့တဲ့ပွဲတွေမှာတပွဲလို့တွေမှာပိုကောင်းတတ်တယ်ဒီလိုပွဲတွေမှာလည်းမာစကာနဲ့ချယ်ဆီကလုပ်ပြဖို့လိုနေတာအဓိကချယ်ဆီမှာဟို consistency ဖြစ်ဖို့ဆိုရင်ဒီလိုပွဲတွေမှာတကယ်ပွဲတွေမှာသူလုပ်ပြဖို့လို Premier League အလေလက်အသင်းတွေဟိုဖြန့်မြင်းအသင်းတွေနဲ့တွေ့တဲ့အဝေးကွင်းပွဲလေးတွေမှာချယ်ဆီရလက်ပေါင်းဖို့မနစ်ကတည်းကအဲ့အရာလေးတွေအားနေခဲ့တာဗောနော်ဒီနှစ်တော့အဲ့ဒီပြဿနာလေးတွေကိုသူတို့တဖြည်းဖြည်းချင်း handle လုပ်သွားနိုင်ဖို့လိုတယ်အဲကိုစိုးကပြောလို့ပဲ Nottingham Forest ကဒီ international break ကြောင့်သူတနေ့လေးတော့ ြန်ပြီးတော့သူတို့ return တစ်ခုပြန်ရှာဖို့အချိန်လေးပြန်ရသွားတယ်ကိုစီကိုလူတဲ့အချိန်လေးတစ်ခုတော့ပြန်ရသွားတော့မှန်တယ်ဒါပေမဲ့ဒီလက်ရှိအချိန်မှာ Nordian Forex ကဖြစ်နေတဲ့ပြဿနာတွေအားလုံးကဒီတစ်ပတ်လောက်နှစ်ပတ်လောက်တွင်မှာအားလုံးပြန်ပြီးတော့ okay ပြန်ပြန်ပြေလည်ပြီးတော့အဆအဆအရာရာပြန်ကောင်းလာမယ်လို့မထင်သေးဘူးပေါ့နော်ကျွန်တော်ဒီမှာ Nordian Forex ဆက်ရုန်းကန်ရအောင်မထင်နဲ့လက်ရှိရလက်တွေအရဆိုအမှန်တမ်းကရှုံးပွဲတွေအများများနေပြီနောက်ဆုံးအိမ်ဝဲနှစ်ပွဲလုံးလည်းရှုံးထားတယ် Nordian Forex ဒီပွဲမှာအမှတ်ပြန်ယူရမယ်ပွဲပဲတကယ်တမ်းပြောဆိုတန်းစစ်စုံနဲ့တာဂက်နေပြီဒါပေမဲ့ကျွန်တော်ဒီအချိန်မှာ ပိုစတီဂိုဂလူးရဲ့ ideology တွေအသင်းရဲ့သွားကျင်တဲ့ပုံစံတွေမကိုက်လောက်သေးဘူးထင်တယ်။ Nottingham Forest ထပ်ပြီးရုန်းကန်ရအောင်မထင်နဲ့။သူတို့ကအမြင့်ဆုံးတရေလောက်ပဲမှန်းလို့ရမယ်။နိုင်စရာရှိတော့ Chelsea ပဲနိုင်သွားမယ်ထင်ပါ။ဟုတ်ကဲ့။အဲ့တော့ဟိုလက်ရှိအခြေအနေမှာ Chelsea ကတော့အချိန်လေးကနည်းနည်းပိုတာနေသလိုရှိရပါလေ။ဟုတ်တယ်။အဲ့တော့ Nottingham Forest ဘက်ကတော့ဟိုအချိန်လေးတော့ ယူပြီးတော့ပြင်ဆင်လာမဲ့ပုံလေးတော့ရှိတယ်အဲဒါပေမဲ့ဟိုနည်းနည်းအဖျားနည်းနည်းတာရှိနိုင်တယ်ပေါ့လေဟိုတောက်စီးလောက်နဲ့ရကြင်ပါရမှာဆိုလက်ရှိချိန်လောက်မှာတော့ထူးစီးလောက်မှာရမှာဆိုနည်းနည်းအချိန်လေးထက်ယူအောင်ပေါ့နိုင်တော့ကိုဆွေးတော့ကိုချင်းကြီးရောချဲစီနိုင်သွားမယ်လို့ဒီပွဲကိုယူဆပါတယ်ကျွန်တော်အဲ့တော့နောက်ထပ်တပွဲထပ်ပြီးတော့တိုးသက်ချင်ပါတယ်ဒါကတော့နောက်ထပ်တပွဲကအာဒီယာဒီမှာပေါ့ဒီယာဒီမှာမဟုတ်ဘူးပေါ့ဒီနေ့ဒီချိန်ဒီခါမျိုးမှာဆိုတော့ဒီလိုစကားမျိုးကကျွန်တော်တို့ရဲတင်းတင်းနဲ့အာဘယ်လိုပြောမလဲယုံကြည်မှုရှိရှိ လူတယောက်ကလေပြောရင်တော့မှအဲ့ဒါလေးကိုမယုံမလို့ဟိုလိုဒီလိုလေးတွေ क्वे ဝိုက်ပြီးတော့ပြောနေရပေါ့ထိမ့်ပြီးပြောနေရနေပြီးနည်းနည်းလေးဟိုပေါ်တင်လေးတွေပြောရဲလာကြပြီနည်းနည်းရဲနေမှုလေးတွေဖြစ်လာကြပြီရှင်နေနဲ့ထွက်လာပြီဆိုတော့ဒီနေ့ချန်ပီယံဖြစ်မယ်လို့ပူပြောလာကြတဲ့ဒီနှစ်တော့ဘဘူးပေါ့လေဒီနှစ်ပေါ့လေချန်ပီယံဖြစ်မယ်လို့ပိုပြောလာတယ်ဒီရာစီချန်ပီယံဖြစ်မယ်လို့ပိုပြောလာကြတဲ့အဲချန်ပီယံဖြစ်မယ်အာဆင်နယ်ချန်ပီယံဖြစ်မယ်ရာစီလို့ပြောလာတဲ့အာဆင်နယ်သင်းရဲ့ပွဲကစားမှာဖူအန်ကွင်းဖြစ်ပါတယ်အဲ့တော့ဖူအန်နဲ့ အာဆင်နယ်လူပြောများလာတဲ့အချိန်မှာအာဆင်နယ်ကတခုတော့နည်းနည်းလေးဖြစ်တယ်လေဒါပေမဲ့ဒါအရင်အရင်အရင်တိုင်းအောင်နေပေါ့လေအရင်ထရမ်ပေါ့လေအခုဖြစ်ချင်မှဖြစ်တော့အဲ့တော့ဒီပွဲလေးကိုစပြီးတော့သုံးသက်လိုက်ကြအောင်အဲ့တော့ဒီပွဲကတော့ကိုချင်းကြီးရပဲစပါအောင်ဖူအန်အာဆင်နယ်ဘယ်လိုတွေဖြစ်မလဲအာအာဆင်နယ်ရောဟိုတီတီငင်ငင်နဲ့ကြော်ဖြတ်သွားမလားပေါ့လေအားလုံးရဲ့ဟိုစောင့်ကြည့်ချင်းခံရတဲ့အချိန်မှာအာဆင်နယ်ကဟိုနည်းနည်းလေးစိတ်လှုပ်ရှားမှုတွေနဲ့တခုဖြစ်သွားနိုင်လာပေါ့လေဟုတ်အခုပြောသွားတာမှလည်းအဖြေကပါနေပါပြီတကယ်လည်းဟုတ်ပါတယ် အာဆန်နယ်ကအရင်ကဖိအားတဲ့အဲ့ဒီဖိအားတဲ့နေမခံနိုင်တာပြိတ္တတွေအားလုံးမျက်စိကျလာပြီးအားလုံးကအာဆန်နယ်တခုခုလုံးပြရတော့မယ်လို့ထင်နိုင်ပြီဆိုတော့အဲ့ဖိအားတွေအရင်ကောင်းလို့လည်းသူဖိအားတွေအဲ့ကတည်းကမခံနိုင်ဘူးအဲ့အရင်ဟိုရိုင်းဝဲတလီထပြီးတော့ခြေချော်သွားပြီးဟေ့ဆိုရင်လေအဲ့ဒီဖိအားတဲ့နေဟိုဇက်တိုက်ရိုင်းထွက်သွားတာများတယ်ပေါ့နော်အာဆန်နယ်အစင်ဆက်မှာဟိုစိတ်ပန်းဆိုင်ရာအရာပြောမယ်ဆိုတော့နည်းနည်းနုတယ်ကွယ်ထိလေရွှလေအရင်ဖြစ်တဲ့အဲ့ဒါပေမဲ့လက်ရှိကာလမှာတော့အခုနရှေ့မှာအခုပြောသလိုပေါ့ရှေ့မှာဘလူတွေပဲဖြစ်ခဲ့ဖြစ်ခဲ့အာဆန်နယ်ဘလူတွေပဲဟို ကမောက်ကမာတွေဖြစ်ဖြစ်ဘလူတွေပဲစိတ်ပဲဆိုင်ရာအားယုံကြည်မှုတွေအားနေခဲ့အားနေခဲ့သူမှာပြဿနာလေးတွေဘလူပဲရှိခဲ့တိုက်စစ်ပိုင်းကိုသွင်းမဲ့လူမရှိတာတွေကွဲလဲမှာတော်တော်ကြီးအားကိုးရမယ်ကစားမှမရှိခဲ့တာတွေခံစစ်ကဆော်လီမဖြစ်ခဲ့တာတခုချင်းစီတစ်နှစ်ချင်းစီအဲ့ဒါတွေကိုဟိုသူတို့ရဲ့ချန်ပီယံဖြစ်နိုင်လောက်တဲ့အခွေးတွေနဲ့လဲလဲပြီးတော့သူတို့ဖြေလာတာပါရမီဖြည့်လာဆိုကျွန်တော်တို့ဒါတရားတည်ခြင်းတရားတည်ခြင်းပါရမီဖြည့်လာဖြည့်လာတာဟိုပထမဆုံးသူတို့ခန်းစစ်နဲ့ဂိုးသမားကိုပါရမီဖြည့်တယ်ဂိုးသမားကောင်းတယောက်ရတယ်ပြီးတော့ခန်းစစ်မှာဆာလီဘာနဲ့ဂေဘရီယယ်ဆိုတဲ့ တက်ရှိပရီးမီးယားလိရဲ့အကောင်းဆုံးခံစစ်တွဲကိုခံစစ်တွဲကိုရထားပြီသူတို့ကလာဖီယိုရီနဲ့တမ်ပါလိုမာကျောတဲ့ဒီ సై ဘက်ဖူဘက်နှစ်ယောက်ကရန်ပေးထားတယ်။ကွင်းလယ်မှာလည်းအရင်တော့ဒီမာမာချာချာအာဆန်လို့ပြောလိုက်ရင် VRR နောက်ပိုင်းမှာလည်းအဲ့လိုကွင်းလယ်မရှိဘူး Declan Rice ရှိလာပြီ။ OD Gat လို့ဖန်တီးရိပ်မှုအားကောင်းတဲ့ကစားမရှိလိုက်ဒါပေမဲ့ဒီပွဲမှာတော့ OD Gat ဒဏ်ရာကြောင့်မပါဘူးပေါ့လေ။ OD Gat မပါအရင် OD Gat တို့စာကာလို့မပါရင်ဘာလို့မလဲဆိုတော့ အရန်လူရင်ရမတောက်တဲ့ပြဿနာကိုလည်းဒီနှစ်မှာအဲ့ဒါတွေကိုလည်းဖြေရှင်းလာနိုင်ပြီအဇီးတို့မာဒူဂီတို့ခေါ်လာပြီဆိုဘာတရားသည့်တရားသည့်ပြီးတော့ဘသူကိုသွင်းมาလဲဆိုတော့အဖြေကိုယော့ခရက်ကိုခေါ်လာပြီးတော့တိုက်စစ်မှုစစ်လည်းခေါ်လာပြီဒါပေမဲ့ခုထိတော့ပြဿနာကဘာသွားဖြစ်နေလဲဆိုတော့ယော့ခရက်ကိုတန်းယုံကြည်မှုကြာနေရလေးတော့ရှိသေးတယ်တိုက်စစ်မှုယော့ခရက်ကအခုအာဆနယ်နဲ့6ပွဲစတိုက်ဂိုးပေါက်ပြောက်ထားတယ်နိုင်ငံမှာလည်းဆွီဒင်နဲ့ရက်လက်တွေဆိုးထားတယ်10ပွဲစတိုက်ပြိုင်ပွဲဆုံးမှာ ကိုပေါက်တွေပျောက်ထားဆိုတော့ဟိုနေ့ကစကားလေးဖြတ်ပြီးတော့ဖတ်လိုက်ရတာဟုတ်ဟုတ်တော်သေးဟုတ်အော်ရှိပါလေ your question ပတ်သက်ပြီးတော့ဟိုဟိုဝေဝေပန်ကြရတာဟာဒီရေးထားတာပါကျွန်တော်ကတော့သူ့ရဲ့ source ကတော့ block ခိုင်းလဲတော့မသိပါဘူးသူရေးထားတော့ your crest က space ရှာဖို့အတွက်ပဲလေ go သွင်းမဲ့လို့မဟုတ်ဘူးပေါ့လေအဲ့လိုတော့ရေးထားတာပဲအဲ့တော့ your crest ကြောင့်အာဆင်နယ်ကိုရီးယားနဲ့ကုမသိန်းလို့မပြောနဲ့ပေါ့လေအေးပေါ့အေးပေါ့အာဒီဒါဂရယ်လည်းပြီးခဲ့တဲ့ပွဲမှာအဲ့ဒါကိုမန်ရှင်းလောက်ထားတယ်ဝက်ဆန်တဲ့ပွဲမှာလည်း तू तू ကြောင့် opening နေဖွင့်ပေးတယ် तू ကြောင့် ဟို space တွေရရတယ်ပေါ့လေဒါလည်းကျွန်တော်ညင်းလို့တော့မရဒါပေမဲ့တိုက်စင်မှုတယောက်ရဲ့အဓိကမူလ duty function ရကွယ်ဂိုးသွင်းမှုအဲတိုက်စင်မှုတယောက်ကကျွန်တော်6ပွဲလောက်ရှိပြီအသင်းမှာနိုင်ငံနဲ့ပေါ့ရှစ်ပွဲဆက်တော့ဂိုးပေါက်ပြောက်နေရဆိုတော့တိတ်တော့လည်းမဟုတ်လားတော့ရုပ်ရှင်မှုကနေ့လေးကြာနေတဲ့ပြဿနာတော့ရှိတာပေါ့တိုက်စင်မှုဆိုတာဂိုးတော့သွင်းရမှာပေါ့နော်တရားဒီလုံးဒီလောက်ကြီးတော့လုံးလို့မရအဲ့တော့ဒီဘိုင်းလေးတော့ဒါတဖြစ်အချိန်တိုင်းတော့ပြေလည်သွားမယ်ထင်ပါတယ်တော်တော်များများအာဆန်နယ်မှာဟိုကျွန်တော်ဂျစ်စောတစ်ခုဆိုရင်တော်တော်များများသူတို့လိုချင်တဲ့ဟာတွေအကုန်လုံးပြည့်နေတဲ့လောက်ဖြစ်နေပြီအကောင်းဆုံးအချက်ကတော့ဒဏ်ရာပြဿနာတွေ အရင်တော့မှုစရာမလိုအခုအာဆနယ်မှာဂျေဆူးမပါနိုင်ဘူးဟာဘက်မပါနိုင်ဘူးအိုဒီကက်မပါနိုင်ဘူးကစားမ၄၅လောက်မပါနိုင်မာတူဂီလည်းဒဏ်ရရဒဏ်ပြဿနာမရှိဘူး AC ပဲဒီသင်ကဘယ်သူမပါနိုင်လို့ဆိုတာပေါ်မှာမမီခိုးတော့ဆိုတော့ဒီအရေးတော်တော်အားရဖို့ကောင်းတယ်ဒီနှစ်တော့ဟိုလုံနိုင်တာမလုံနိုင်တာအပါထားအာဆနယ်ပြိတ်သက်တွေဒီအာဒီပေါ့လေဒီအာဒီမှာတော့အာဆနယ်ပြိတ်သက်တွေတကယ်လည်းယုံကြည်စရာလည်းကောင်းတယ်ပြီးတော့နောက်ဆုံးတစ်ခုပြောရမှာဒီဖူဟန်လိုအသေးမျိုးအာဆနယ်ကအမြဲဒုက္ခပေးနေကြကျွန်တော်ပြီးခဲ့တဲ့ကပြောတယ်ဝက်ဆန်တို့ပဲလေးတို့ဖူဟန်တို့ပြီးခဲ့တဲ့200ဒီလောက်မှာအာဆနယ် ပရီးမီးယားလိချန်ပီယံလမ်းကြောင်းမှာဒီလိုအသင်းတွေကိုမနိုင်မဲနဲ့အမှတ်တွေမရော့သင့်တဲ့ပွဲတွေမှာရော့ခဲ့တာမနစ်ကဆိုလဲဖူဟန်ကွဲမှာ1-1နဲ့တည်ကြထားဆိုတော့ဟိုပြီးခဲ့တဲ့ဘက်ကလည်းဝက်ဆန်ကိုမနစ်က200ဒီဇက်မရှုံးထားတဲ့ဝက်ဆန်ကိုရှုံးရွေးပြန်ဆက်ပြီးတော့အင်ကွဲမှာနိုင်သွားတယ်အခုဖူဟန်ကလည်းဒီကာဗန်ကော့တေ့ချ်မှာ200ဒီဇက်တိုက်အာဆင်နယ်မနိုင်တာဘူးဒီနှစ်မှာလည်းအဲ့ဒါကိုဒီယာဒီမှာလည်းလုတ်ပြလိမ့်မယ်လို့ထင်တယ်ဒီပွဲမှာလည်းအာဆင်နယ်ကိုကျွန်တော်တို့ချန်ပီယံဖြစ်ဖို့အတွက်နောက်ထပ် ကျွန်တော်ဒီအဆန်းသက်ခံရမယ့်ပွဲတော့ဖြစ်လာလိမ့်မယ်ဒါပေမဲ့အာဆင်နယ်တခုလုတ်ပြအောင်မယ်လို့ကျွန်တော်ခံစားမိပါဟုတ်ကဲ့အခုချင်းကြီးပြောသလိုပါပဲအာဆင်နယ်ကလက်ရှိချိန်မှာမဲမဲမင်းသမီးကနိုင်မှဖြစ်နေဆိုဘာပဲမြင်မြင်သူကဘယ်တင်းတဲ့ငငယ်နိုင်မှပေါ်ပြီးတော့ကောင်းနေပဲအခြေအနေမျိုးပေါ့လေအဲ့တော့ကျွန်တော်တို့ဆွေးနွေးနေကြတယ်ပြောနေကြတဲ့အထက်မှာဒါအာဆင်နယ်ဒီဒီနှစ်ဘောလုံးရာသီချန်ပီယံဖြစ်နိုင်တယ်ဆိုတာကဟိုဒီနှစ်ကသူကပို့ပြီးတော့ကိုချင်းကြီးပြောသလိုပေါ့လေဒီချန်ပီယံအသွေးသားတွေ တနေ့ချင်းတနေ့ချင်းထက်ပြီးတော့ဖြည့်တင်းလာပြီးတော့သူ့မှာအဲဂုံသက်တီတွေပို့ပြီးတော့များပြားလာတယ်ပေါ့နော်ချန်ပီယံဂုံသက်တီတွေပြည့်လာပြီးတော့ဒီဒီလိုအခြေအနေမှာပြောကြတာပါအဲ့တော့တခြားသင်းတွေကမဖြစ်တော့ဘူးလားကွာဆိုတော့မဟုတ်ပါဘူးတခြားသင်းတွေကလည်းဒါလီဗာပူးတို့မန်စီးတီးတို့အချိန်မီွေးဒီနေရာကိုဝင်သွားနိုင်တဲ့ဒါပေါ့ဒါအရေကသူတို့မှာရှိပြီးသားဒီရင်းနေတွေကသူတို့မှာရှိနေတာပေါ့နော်အာဆင်နယ်ဒီနေ့ဖြစ်လာတော့ကျွန်တော်ပို့ပြောကြတာအဲ့တော့ကုဆွင်းတော်ပြောပါအာဆင်နယ်ဘောအပြင်ရောအမြင်ရောရီဖူအန်နယ်ပွဲပေါ်အမြင်လေးလည်းကုဆွင်းတော်ဆွေးနေပါဦးဗျာဟုတ် အာဆင်နယ်နဲ့ပတ်သက်ရင်ကျွန်တော်ကပွဲစဉ်6လောက်အပြီးမှာပါနော်ပွဲစဉ်6လောက်မှာသူကအသင်းကြီးတွေနဲ့စတိုက်ကန်ခဲ့ရတော့ဟုတ်အဲ့ဒီကာလကိုကြော်နိုင်ခဲ့ရင်အာဆင်နယ်ကဒီတာထွက်ကအဆင်ပြေသွားပြီလို့ကျွန်တော်ကလက်ခံထားရဲဆိုတော့ဒါပွဲစဉ်ခွန်ပြီးဆိုတော့ခုနစကားကိုဆက်ရရင်ဒီဒါကိုကြော်လွန်နိုင်ခဲ့ပြီကရှေ့မှာပွဲချက်5 6ပွဲလောက်ကန်ခဲ့ရတာကိုအသင်းကြီး3သင်းနေယူက10ဆိုတော့6ပွဲမှာ4ပွဲလောက်ကတကယ်ကိုနိုင်ဖို့မလွယ်တဲ့ပြိုင်ဘက်တွေနဲ့ကစားခဲ့ရတယ်ဆိုအဲ့ကာလကြော်နိုင်ခဲ့တာသူတို့လိုချင်တဲ့စုဆောင်းလို့ရသမျှအမှတ်ကိုသူတို့ယူနိုင်ခဲ့တယ်နှစ်ပွဲပဲတပွဲတည်းတပွဲရှုံးပါနော်အမှတ်ရော့ခဲ့တယ်ကျန်တဲ့ ွဲတွေနိုင်နေဆိုတော့ဒါတော်တော်လေးအလားအလာကောင်းတယ်လို့ပြောလို့ရတယ်။ဟုတ်။ခုနပြောသလိုပဲ PR တွေကိုလည်းသူ handle လုပ်နိုင်ပြီပေါ့နော်။ဒီသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်းကျော်လွှားနိုင်ပြီ။အသင်းကလည်း squad တဲ့အရာလည်းအတောင်နေဆုံးအနေထားမှာရောက်လာပြီ။ပြီးတော့ auditor နဲ့ပတ်သက်ပြီးတော့လည်းအခုကျွန်တော်တို့ပြောလာကြတာပေါ့နော်။ Arsenal champion ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ပြောနေရမှာမဟုတ်ဘူး။ဒါကဘာလုံးဝပြောနေတယ်။ကျွန်တော်တို့ကလည်းဒီအမြင်ကိုပဲစုပ်ကိုင်ပြီးတော့ဒါနဲ့ပတ်သက်ပြီးစောင်းမလေးလေးဖတ်ရတယ်ပေါ့နော်။ auditor ကသူ့ရဲ့ဒီဝမ်းစာဖြင်းဖြင်းနဲ့သူကသူ့ဆရာ Guardiola စီကလည်းအထိုက်လျောက်ပညာသူ့မှာရခဲ့တယ်။ရခဲ့တယ်။ Mourinho ရဲ့ နီးစနစ်တွေနဲ့ပတ်သက်ပြီးခံစစ်ကုံသက်တွေကိုလည်းသူကအတိုင်းအတာတစ်ခုထိသူလုံနိုင်တယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာလှုပ်ဆော်တဲ့ကစားသမားတွေနဲ့တပားလေးဖြစ်တဲ့ကလော့စီကနေလဲဗျာသူကလော့ရဲ့ဒီနီးစနစ်ပိုင်းနေလဲသူယူတာပြောချင်တာကတခုထဲမှာထူးကျင်နေတာမျိုးမဟုတ်ဘဲနဲ့နိဗ္ဗာန်ကောင်းနေစီကပညာအကုန်လုံးကိုသူကရထားပြီးတော့လက်ရှိချိန်မှာအဲ့လိုပုံစံမျိုးနဲ့သွားရတယ်ပေါ့နော်တခုခုမှာအာဒီတာကချွန်ထွက်နေတာမျိုးမဟုတ်ဘဲနဲ့အားလုံးစီကနေသူမလုံနိုင်တာမရှိဘူးပေါ့နော်ဒီနီးမြစီကကောင်းနေချင်တယ်အဲ့လိုလည်းမလုံနိုင်တယ်ဒီနောက်တစ်ယောက်စီကလည်းသူယူထားတယ်ဆိုတော့ဒါလေးတခုပေါက်လိုက်တဲ့အချိန်မှာသူကအခုချိန်မှာအတောင်တင်းဆုံး အနေထားကိုရောက်လာရဆိုတဲ့ဟာလေးကတကယ်လည်းကျွန်တော်တို့သူ့ရဲ့သွားနေတဲ့လမ်းကြောင်းအရာကြီးရင်တဖြည်းဖြည်းနဲ့အဲ့လိုပုံစံမျိုးမြင်လာရတယ်ဆိုတော့ဒါလေးတွေကအာဆင်နယ်နဲ့ပတ်သက်ပြီးရင်အားရစရာကောင်းတဲ့အချက်တစ်ဖက်ကဖူအန်ကတော့ဖီအားကင်းနေတယ်ဗျဒီအသင်းကတိတ်ပြီးတော့ဖီအားကြီးကြီးမားမားသူတို့ကမရှိဘူးအမတ်အများကြီးလိုနေတဲ့အသင်းလည်းမဟုတ်ဘူးလုံးဝဆိုးွားနေတဲ့အသင်းလည်းမဟုတ်ဘူးဆိုတော့ဒီလိုအသင်းမျိုးတွေကတစ်ခါလီမှလည်းအယမ်းကိုကြောက်စရာကောင်းတော့အောင် တို့ရဲ့မထင်မှတ်တဲ့တုံ့ပြန်မှုတွေမြင်ရပါတခါလေမှလည်းဒီလိုသိနေရခီအားမရှိတဲ့ကြောင့်ဘာမှတိုင်ဘက်ကိုတိတ်ပြီးတော့လဲအလေးထားမျိုးလည်းမရှိပါဘူးနှစ်ခုပေါ့နော်အစိုးနဲ့အပြစ်ကတော့နှစ်ခုရှိတယ်တခုတော့သတိထားမိတာအာဆင်နယ်ကလန်ဒန်မြို့ကန်ဆိုတော့လန်ဒန်မြို့ကန်အသင်းတွေကအများကြီးဆိုတော့လန်ဒန်မြို့ကန်အချင်းချင်းကြိုင်အကုန်လုံးကဒါဘီဆိုတဲ့စိတ်နဲ့ခက်ခဲလို့ရနေအာဆင်နယ်ကအမှအမှတ်တွေညော့တက်တယ်ပေါ့နော်မနစ်ကပဲလစ်တို့ဝက်ဆန်တို့ဖူအန်တို့နဲ့ညော့ရဆိုတော့အဲ့ဒါတွေပါတယ်မြို့ကန်ဆိုတဲ့စိတ်တော့ရှိတယ်ဗျအသင်းကြီးနဲ့အသင်းငယ်အဲ့ဒါတွေများနေခြင်းကလန်ဒန်အသင်းတွေအထူးသဖြင့်အာဆင်နယ်အသင်းအမအောင်မြင်တဲ့အတိုင်းမှာလဲ လန်ဒန်မြို့ကန်ကြီးနေလှန်လှန်ပြီးတော့ခွတ်နေတာတွေလည်းအများကြီးရှိတယ်ကိုနဲ့ level 2 Chelsea လို့ Spurs တို့လို့အသင်းတွေလည်းကန်ရတယ်ဆိုတော့အဲ့ဒါတွေကလည်း Arsenal ပြီးခဲ့တဲ့ရာသီတွေမှာအောင်မြင်မှုရဖို့နှိစက်ခဲ့ပြီးမှအောင်မြင်တဲ့အထက်မှာအဲ့ဒါတွေပါမယ်ထင်တယ်လက်ရှိနှစ်သင်းရဲ့အနေထားချင်းရှင် Arsenal ကဒီဖီအားလောက်ကိုအေးစစီကြော်လာသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီပွဲကတော့ဒီတပွဲလေးစာတုံ့သက်တာလည်းပါသလိုဒီ Arsenal ရဲ့ ဒီသူ့ရဲ့လက်ရှိဖြစ်နေတဲ့ပုံစံတရားစီစာသွားမဲ့ပုံစံတွေကိုကျွန်တော်တို့ခြုံငုံပြောတာလေတော်အမြင်လေအမြင်ပေါ့နော်ပါပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီပွဲကိုတော့အာဆင်နယ်နိုင်သွားဖို့ရှိတယ်လို့ယူဆပါတယ်ဒါပေမဲ့ကိုစိုးရင်းဆိုပြောသလိုပေါ့လေဒီလိုအသင်းတွေကဟိုသူတို့ဟိုခံမန်းခက်တယ်တချို့ပွဲတွေမှာဒီလိုပဲဟိုပွဲတစ်ပွဲကိုဟိုကစားရုံနဲ့တာမန်လောက်ပဲကစားရမယ်တစ်ခါလေးမှလည်းဟိုကမ္ဘာဖလားဘူလူပွဲလောက်ဆီထဲမှာထားရင်လည်းထားသွားကြတာပေါ့လေအဲ့တော့ဟိုဒီဒီချက်လေးကကောင်းပါတယ်အာဒီဟို အစင်းနဲ့ရူချဲစီတို့မှာလည်းလည်းမြို့ကံပြိုင်ပွဲအသင်းတွေများနေတာအဲ့တော့ဒါလည်းဖြစ်နိုင်တဲ့ point တစ်ခုပဲเนาะအဲ့တော့မြို့ကံပြိုင်ပွဲချင်းတွေ့ကြတဲ့အခါမှာတူတူကိုကိုလေအရင်နာချင်းချင်းဆိုဒီလိုပဲဘက်တပူဆိုင်ကြရတယ်ဆိုတော့အဲဒီပေါ်မှာဟိုပုံမှန်ထက်ပိုပြီးတော့သူတို့စိတ်ကရောက်ရောက်တာပေါ့လေတခြားသင်းတွေနဲ့ကဲဒါကလည်း Arsenal တို့ Chelsea တို့တခြားသင်းတွေထက်ဆိုင် Premier League မှာဟိုဘယ်လိုပြောမလဲမြို့အာဆီဟိုပေါ့လန်ဒန်မြို့ကံသင်းတွေနဲ့ပိုပြီးတော့ခက်ခဲနေတဲ့အကြောင်းလေးတွေတစ်ခုပေါ့လေအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါခုချင်းညီရောကိုဆိုရင်တော့ပြောသားတဲ့အထဲမှာ အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သဘောကျတာအခုရှင်ကြီးပြောတယ်အာဆင်နယ်ကအားလုံးချန်ပီယံနဲ့ပတ်သက်တဲ့ပါရမီကိုအဆက်ဆက်နှစ်ပေါင်းအဆက်ဆက်ပေါ်ဒီ၃နှစ်နှစ်လောက်ဖြည့်လာခဲ့ပြီခုဆိုရင်တော့လည်းပြောပါတယ်အာဒီတာနဲ့ပတ်သက်ပြီးတော့အာဒီတာဂွာဒီယိုလာရဲ့ဒီ ideology တွေမဟုတ်ဘူးကောင်းနိုးရာရာသူ့ရဲ့နိဗ္ဗာန်ကျောင်းသူ့ရဲ့ကျောင်းလွယ်ကြီးထဲမှာဖြည့်ထားနိုင်ခဲ့ပြီးတော့ဒီနေ့မှာတော့အကောင်းဆုံးတွေကိုစုပေါင်းပြီးတော့ထုတ်သုံးနေရပြီလို့ကျွန်တော်တို့မြင်ရတယ်ဗောလေဆိုတော့အဲဒီယာဒီက အာဆင်နယ်ယုံကြည်မှုရှိရတဲ့ຢာစီဖြစ်ပါတယ်အဲ့တော့ဒီနေ့ဖူအန်ဝေကင်မှာအာဆင်နယ်နိုင်သွားမယ်လို့ပဲကျွန်တော်တို့သုံးသပ်လိုက်ကြအောင်နော်ဟုတ်ကဲ့အဲ့တော့မနက်ဖြန်အစီအစဉ်မှာပြန်ဆုံကြပါလိမ့်မယ်ဟုတ်ကဲ့ပါဗျာချန်နဂီယူကြည့်ရှုနေကြတဲ့ပရိသတ်များများကျွန်တော်တို့ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဘောလုံးရက်ွက်အစီအစဉ်ကိုဒီမှာရန်နာကျင်ပါတယ်ဒီအစီအစဉ်ကိုစနေနေ့နေ့နေ့ရက်ညနေ9:40နာရီတိုင်းမှာချန်နဂီရုပ်သံလိုင်းကနေပြီးတော့ထုတ်လင်းပြသနေပြီးတော့ချန်နဂီမြန်မာ YouTube မှာလည်းပုံမှန်စောင့်ကြည့်နိုင်ပါတယ်ကျွန်တော်အစီအစဉ်ကိုစောင့်ကြည့်အားပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်တွေအားလုံးတွေကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ